ပေါ်တော့အားလုံးပဲမင်္ဂလာပါစီစဉ်လို့မစားခင်မှာ channel subscribe လုပ်ရသေးတဲ့သူများရှေ့လောက်ထားပြီးတော့ဘေးနာ account လည်းနှိပ်ထားပေးပါအောင်ပြီးရင်ဒီနေ့စီစဉ်လို့ VPN လေးဖွင့်ပြီးတော့ကြည့်ပေးတော့မေတ္တာရက်ခံရင်းနဲ့ okay ဒီနေ့ရုပ်ရှင်ကားလေးကိုအထူးထူးခန်းစားကြည့်လိုက်အောင်ပါခင်ဗျာဩစတြေးလျနိုင်ငံရဲ့စစ်တင်တန်းတစ်ခုမှာတော့တံမှုကသူ့လက်တစ်ဖက်ပြခြင်းအကြောင်းကိုတည်ကျင်သူရှိတယ်ဆိုရင်လက်ပြပေးဖို့ပြောပါတယ်တပ်သားတွေအားလုံးလက်ပြလိုက်ချိန်မှာတံမှုကလက်မရှိတဲ့သူ့ရဲ့ရှေ့မှာလက်ရှိကြောင်ကြွားလိုက်တာပဲလို့မှတ်ချက်ချလိုက်ပါတယ် တန်ဘူးရဲ့ပြောပြချက်အရသူ့လက်ကလုံခဲ့တဲ့15နှစ်ကတူရကီတိုက်ပွဲမှာပေးဆပ်ခဲ့ရတာပါအဲဒီတော့ကရဲဘော်ရဲဘက်ပါစီကိုထမ်းပြေးပြီးတော့ဂရုကျင်းတစ်ခုတည်းကိုခုံချမှာအမြောက်ဆန်ကဘဲဘက်ဘေးနားကိုကြောက်ပေါက်ကွဲခဲ့တာကြောင့်လက်တစ်ဖက်ပါသွားခဲ့ပြီးတော့ပါစီကခေါင်းပြတ်သွားခဲ့ရပါတယ်မကြခင်မှာဘေးရင်မရှိနိုင်ငံမရှိဂုံတိတ်ခါမရှိတဲ့စစ်မြေပြင်ကိုထွက်ကြမယ်စင်းရဲမယ်ငတ်မယ်အခက်ခဲတွေနဲ့ရင်ဆိုင်ရမယ်အထက်ပိုရီရဲ့မိကိုနာခံကြအထက်ပိုရီကလည်းဒါရူညီမြရဲဘော်စိတ်သက်ထားကြပါညာနဲ့စတဲ့မိန်ကုံးတွေကိုပြောလိုက်ပါတယ် တမူကလက်ရှိနေရာကနေတရင်ကိုပြန်ဖို့အချိန်၄နာရီပေးထားပြီးတော့အားလုံးတွေကတယောက်ကဓမနီနောက်ကြပါကအစားကနေပြန်ပြေးရမှာဖြစ်ကြောင်းမိန်ပေးပါလေအားလုံးသောစစ်သားတွေကမိုးရီရွာနေတဲ့ဂျားကနေပြေးလွှားကြရင်ဝီကနွန်အိုင်တဲ့ကိုပြုတ်ကျသွားတာကြောင့်လီယိုကကယ်တင်နေရပါလေလီယိုသားမကယ်တင်ဘူးဆိုရင်ဝီကဒေတာပေါက်ဒေဆုံးရမှာဖြစ်ပါလေစကန်ကိုပြောင်းအချိန်မှာအားလုံးရောက်ရှိနေကြပြီးတော့အချိန်ကလည်း၄နာရီပြေးဖို့စကန်ပိုင်းသာလိုတော့တာပါအဲအချိန်ကျတော့မှလီယိုနဲ့ဝီကရောက်လာပြီးတော့အချိန်ကွက်တိနဲ့ဘန်းဝင်ခဲ့ပါလေ တန်ဘူးကလီယိုနဲ့ဝီကိုပစ္စည်းတွေချပြီးလိန်မော်သည်ယူဆစေပါတယ်။ဂျန်နဲ့လူတွေကလေးချင်ခံဆက်လို့ရမှာဖြစ်ကြောင်းပြောတဲ့အခါကယ်လီကလီယိုတို့ကရောလို့ဇောဒကတက်လာတဲ့အခါမှာဒီနေရာမှာဘသူအတွေးကိုလေးထားမယ်ထင်နေရလဲဆိုပြီးတော့တက်ချက်ကဝင်ကောလိုက်ပါတယ်။တန်ဘူးကတော့လီယိုနဲ့ဝီဟာတယောက်ကိုတယောက်ရဲပေါ်ရဲပတ်ချင်းဖေးမားခဲ့တာဖြစ်ကြောင်းစင်မြေပြင်မှာငါတို့မှာငါတို့ပဲရှိရဆိုရင်အတွေးကသာအရေးကြီးတယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်။လီယိုကဒီချက်ကိုတန်မိုးထားခဲ့ပြီးတော့ဂျန်နဲ့လူတွေကဘာကြောင့်ကြော်ခဲ့တာလဲလို့မေးလိုက်ပြီးကယ်လီကိုတွန်းလှုပ်ကအားလုံးကိုထပ်မံပြေးခိုင်းလိုက်ပါတယ်။ ကယ်လီကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လီယိုပေါ်မှာအညှိုးထားခဲ့လိုက်ပါတယ်။တမူးရဲ့အမိန့်နဲ့လန်ဆူထိုးမိချောင်းသွားဒိုက်ထိုးဖောက်ခွဲရေးစားတဲ့လေးချင်းကမ်းတွေကိုလည်းတပ်သားတွေကပင်ပန်းဆင်းရဲကြီးစွာနဲ့လေးချင်းကြပါတယ်။ဂျိုဒင်စီစဉ်ထားတဲ့ထောင်ချောက်တွေကိုလည်းအသက်နဲ့ရင်းကလေးချင်းရှောင်းတိန်ကြပါတယ်။ထောင်ချောက်စင်းဒီသားကောင်ဖန်းဒီမိကင်စာနီစားတဲ့ပညာတွေကိုလည်းတင်ကြားကြပြန်ပါတယ်။စစ်တပ်နဲ့ပါလာတဲ့စစ်သူနာပြူမာလေးတွေကတော့ဘူစားဘေးစတိုင်နဲ့ဘေးများနေကြပြီးလီယိုကိုလှမ်းကြောင်နေကြတာပါ။ လီယိုကအာချီနဲ့အတူတူငယ်စဉ်ကပလဲငုတ်ခဲ့ရပုံလေးကိုမကြာခဏပြန်တွေးမိပြီးတော့အဲ့တုန်းကသူ့ရဲ့ခွင့်ပြုချက်ရတဲ့နေ့မှာအာချီကရေနတ်သေးကိုခုံဆင်းခဲ့ရပြီးတော့ပြဿနာတက်ခဲ့ရပုံကိုမကြာခဏသတိရနေတတ်ပါလေ။တက်ချက်ကြီးကတောမဆင်ကိုခေါ်ထုတ်ပြီးတော့ရှေ့တန်းမှာကင်းသမားလိုအဆောက်အုံညဘက်နောက်ကျောကဓာတ်နဲ့ထိုးတဲ့နီးကိုတင်ပြနေပါလေ။ဒီနေ့ုံညောင်ရဲလေးချင်းနေစင်မှာကယ်လီနဲ့ဝီကတရွဲကြပြီးတော့ကယ်လီကလေးချင်းကနေမှမပါတဲ့အကွက်ကိုသုံးကဝီကိုတရောင်နဲ့နောက်ပြန်တွတ်ပစ်လိုက်တာကြောင့်ဝီလည်းနှာယိုးကျိုးသွားပါလေ။ တမ်မူကဂျိမ်းပေါင်းလိုက်တဲ့အခါကယ်လီကလက်ချော်သွားတာဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်။လီယိုကကယ်လီရဲ့ပေါင်ခွာကြောင်းနောက်ကနေကန်ပလိုက်ပြီးတော့၆၆ချော်သွားတာဖြစ်ကြောင်းပြန်တောင်းပန်လိုက်ပါတယ်။ဒါနဲ့ပဲကယ်လီကလီယိုကိုပြန်လုံးကရေချောင်းလေးပြုတ်ကြပြီးတော့ကယ်တပြန်လီတပြန်လုံးထွေးကြကပွဲဖြစ်သွားပါတယ်။ပွဲငန်းတဲ့တပ်သားတွေကလည်းခွေးချင်းကိုင်းအောင်အားပေးမဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဝိုင်းမဖန်ပြေကြပဲပျော်ရွှင်သွားတဲ့အားပေးနေကြပါတော့တယ်။အဲမှာထိုးရင်ကျိန်နဲ့ရင်ငုံကျွမ်းတဲ့လီယိုကရေထဲမှာအကြာကြီးပျောက်သွားတာကြောင့်ကယ်လီကစိုးရင်သွားသလိုတန်မှုကလည်းလီယိုကိုမတွေ့ရင် ဒုက္ခလှလှနဲ့တွေ့ပြီးဖြစ်ကြောင်းအမိန်ပေးကတွေ့အောင်ရှာစီလိုက်ပါလေရေထဲမှာမိနစ်တော်များများပြောင်းနေပလဲငုပ်ဖူးသူလီယိုကအချိန်တော်လေးကြာမှရေထဲကနေဘွားကနေပေါ်လာပြီးတော့လီယိုကိုနောက်ကနေပြီးတော့တစ်ချက်တည်းထူးချလိုက်ပါတော့တယ်ဒီတော့မှတပ်သားတွေကသဘောကျသွားပြီးတော့အာမလီယိုကလီယိုလီယိုပဲဆိုပြီးတော့အားပေးကြပါလေလီယိုကသူ့ကိုစေကန်းသွားခွင့်တောင်းတဲ့ခါမှာဝီကသူလည်းစေကန်းသွားခြင်းကြောင့်ခွင့်တောင်းလိုက်ပါနောက်ထပ်တပ်သားတွေကလည်းသူတို့ရဲ့ပွင့်ရချစ်ရာတွေပြပြီးတော့စေကန်းသွားခွင့်ပေးဖို့ဝိုင်းအော်လိုက်ကြပါတယ် ။လီယိုကသူနာပြူကိုလှဲ့လှဲ့ကြည့်နေရကြောင်းသူနာပြူကခေါင်းကိုတဲ့တဲ့ထားဖို့ပြန်လှဲ့ပေးနေရပါလိမ့်။ဈေးကန်ရှိမှာတော့တပ်သားနှစ်ယောက်ကဈေးကူသားခံမှုစောင့်ရင်းနဲ့ဇုံတွဲအကကိုကနေကြပါလိမ့်။လီယိုကသူ့ရဲ့နာမည်ကိုပြောပြီးတော့သူနာပြူမလေးရဲ့နာမည်ကိုမေးတဲ့အခါနောက်ထပ်သူနာပြူမလေးကဟေးစဲလို့ဝင်ဖြေပေးပြီးတော့ပေါင်ရင်းပေါကထွက်သွားလိုက်ပါလိမ့်။စတန်ဆွဲစစ်သားကတစ်ပင်မှာကတ်ထားတဲ့လူရုပ်ကိုတဲဒီမဲကြီးထိုးခုန်နေတာကြောင့်ရန်သူဟာတေလောက်ပြီဖြစ်ကြောင်းကိုသတိလန်းပေးပါလေ။ကယ်လီတို့ကဖဲရနေပြီးတော့တခြားစစ်သားတွေကလီယိုကိုပါခေါ်ဆော့ဖို့ပြောပေမဲ့ လူမဲကောင်ကိုဖိအားသိတော့ဒေါ်ချက်ကိုစမ်းနေအောင်သိလို့ဖြစ်နေမှာပေါ့လို့ပြောလိုက်ပါလေလီယိုကမနက်ကဖိုက်တုံးကတော့ခံလိုက်ရတယ်မဟုတ်လားလို့ပြောလိုက်တဲ့အခါကယ်လီကဒေါ်သားထွက်ပြီးတော့ထိုးမယ်ကျိတ်မယ်ဖြတ်မယ်ဒီဖြစ်ကုန်ကြပြန်ပါလေညောင်းတော့မူပြီးတော့အိပ်ပျော်နေကယ်လီရဲ့အိတ်ကကျဲသီးကိုဓာတ်နဲ့ဖြတ်ကအရက်ဘူးကိုခိုးယူလာတဲ့လီယိုနဲ့ဝီကသူနာပြူဆီယာမာလေးညောင်းစီကိုထွက်လာခဲ့လိုက်ကြပါလေသူတို့လေးယောက်တညာလုံးခိုးခေတွေလောက်ခဲ့ကြပြီးတော့နောက်နေ့မနက်မှာတော့ရှေတန်းတဏီဟာကိုတင်းမောင်းနဲ့ထွက်ခဲ့ကြပါလေတင်းမောင်းပေါ်မှာတော့ဖေးရိုက်သူကရအိတ်သူကအိတ်နဲ့လိုက်ပါလာရင် လီယိုကစိတ်ဆွဲနေပလဲငုတ်တဲ့အိမ်မက်ကိုထပ်ပြီးတော့မတ်နေပြန်ပါလေဒိုနဲ့ခီးသုံးပုံတမုံကိုရောက်လာတဲ့ချိန်မှာတော့ဂျပန်တွေရဲ့ဘုံကျဲကန်ဒီလင်းချက်ပေးတံကိုကြားလိုက်ကြပြီးမျက်စိတမိတ်လျှက်တစ်ပြက်တွင်းမှာပဲမီတာ20လောက်ရှိတဲ့ဘုံဆိုင်ကြီးတွေကသူတို့စီးလာတဲ့တင်းမော့ကိုဖျက်ဆီးပြလိုက်ပါတော့တယ်တင်းမော့ပြတ်ပြီးတော့အားလုံးမှောင်ကျသွားပြီးလီယိုကထုံးစံတိုင်းတန်ကန်ကြီးဖြစ်သူဝီကိုကဲတင်ကရေပေါ်ကိုတက်လာခဲ့ပါလေလင်းတွေကလည်းရန်သူရှိမရှိစစ်ဆေးကပြန်ဝဲနေကြသေးဖြစ်ပြီးတော့စစ်သားတွေရဲ့အလောင်းတွေကတောင်းလို့ပုံသွားရပါတယ် လင်တွေကတပတ်လှည့်ပြီးတော့ပြန်လဲပြစ်ခတ်တဲ့အခါလီယိုတို့ကရေထဲကိုတစ်ခါပြန်ငုတ်ရပြန်ပါလေဝီကတော့ရေမိုးပြီးတော့သတိလစ်နေကလီယိုကထိန်းထားနေရကပြင်ချက်တစ်ခုပေါ်ကိုတင်ပြီးတော့ဗဇက်နဲ့ဗဇက်တိကမှုတ်သွင်းဖိထုတ်လေးလောက်ကကဲတင်လိုက်ရပါလေဝီကအစုတ်ထဲကရေတွေပြန်ထွက်လာပြီးတော့သတိရလာခဲ့ပါလေလီယိုကအိမ်ပြန်ဖို့ခက်ခဲသွားပြီဖြစ်ကြောင်းပြောတဲ့အခါဝီကသတိမေ့တယ်လို့ပြန်ဖြေသွားတာကြောင့်လီယိုကရေထဲကိုပြန်ဆင်းသွားတယ်မှာတပ်သားတစ်ယောက်ကသွေးသွေးတန်းနဲ့တနက်ကိုကင်ကရှောက်ပြစ်နေခဲ့ပါလေအဲဒီစစ်သားကရေထဲကဝစ်ကနေဖြတ်ကနေပေါ်လာတဲ့ ငံပန်းစူတောင်ကိုတွေးလိုက်ရသလိုလိုဇဝေဇဝါဖြစ်သွားပါလေလီယိုကတော့လိုအပ်မယ်လို့ထင်တဲ့ယာတွေကိုရေထဲကနေလိုက်လံဆဲယူနေတာပါဝီကစီပိုင်းတွေနဲ့ကြိုးကိုဆက်ပြီးတော့ဖောင်ပုံစံတွဲဆက်ကရေပေါ်ပေါ်အောင်ကြံစီနေပါလေအဲဒီအချိန်မှာလီယိုကရေထဲမှာပျောက်သွားတော့ဝီကစိုးရင်ကြီးနဲ့ရှားဖွေနေပါလေအဲဒီအချိန်မှာလီယိုကပေါ်မလာဘဲနဲ့တောင်မစင်ကဘွားကနေပေါ်လာခဲ့ပါလေလီယိုကရေထဲမှာကူးခတ်နေနဲ့ရေပြင်းအခြေအနေကိုကြည့်ကကျွမ်းကျင်အားလိမ္မာစွာနဲ့တစုံတရာကိုခံစားလိုက်ရပါလေလီယိုကဖောင်ပုံပြောင်းလာတော့တောင်မစင်ရောက်နေတာကိုတွေ့လိုက်ရပါလေ တုံစင်ကဥကောင်းကိုအပ်သွားပြီးတော့ကြောင်တော်တော်ဖြစ်နေကကကြိုးကြောင်နေပြောနေခဲ့ပါလေ။အဲဒီမှာနာချင်းသွားအော်ရီတန်လိုမျိုးအော်တိုင်းကိုကြားလိုက်တာကြောင့်လီယိုနဲ့ဝီကတုံစင်အော်နေရလို့ထင်သွားကြပါလေ။ဝင်းပလီအော်တန်နဲ့တူနေအတွက်ထိတ်လန့်နေတော့အော်တန်ကထပ်မံပေါ်ထွက်လာပြီးတော့တုံစင်ကဝင်းပလီတန်မှုန်ကြောင်းကိုမှတ်ချက်ချပါလေ။လီယိုကအရာနီးလာပြီးလို့ပြောနေပြီးတော့လီယိုကအတန်တစ်ခုပြုတ်လုလိုက်ချိန်မှာတစ်ဖက်ကဘသူတွေလဲလို့လှမ်းပြီးတော့မေးတာကြောင့်တုံစင်လီယိုနဲ့ဝီတို့ဖြစ်ကြောင်းလီယိုကပြန်လှမ်းအော်လိုက်ပါလေ။ ။စောစောအတန်းကဘာတန်ကြီးလဲဆိုတော့တင်းမောပြက်ကအောအတန်ကြီးဖြစ်ကြောင်းတစ်ဖက်ကလှမ်းပြီးတော့အော်ပါလေ။ဒုံချင်ကကြောင်းတောင်ဖြစ်နေပြီးတော့အောအတန်လိုအတန်မျိုးလိုက်လုံနေခဲ့ပါလေ။မချာကီမှာကယ်လီနဲ့တခြားစစ်သားတွေကသူတို့ဖောင်စီကိုရောက်လာကဒဏ်ရာရတဲ့သူတွေလည်းပါလာတာကြောင့်မော်ဖင်းမရှိဘူးလားလို့မေးလိုက်ပါလေ။တကယ်လို့အသက်ရှင်နေတဲ့သူတွေရှိသေးတယ်ဆိုရင်ခုလောက်ဆိုဒီနေရာကိုရောက်နေဖြစ်ကြောင်းတယောက်ကပြောလိုက်ပါလေ။တုံချင်ကသူတို့တင်းမောကဗမာလဲဆိုပြီးတော့ခဏခဏမေးနေတယ်လို့သူတို့ဖယ်ရောက်နေရလဲလို့လည်းမကြာခဏမေးနေတာကြောင့်စေရှိရှိနဲ့ဖြေးပေးနေရပါလေ။ သူတို့ကတောက်စရာရေးစားစရာအစာဘာတစ်ခုမှမရှိကြပဲဝီကပိစားတစ်ခုချက်ကမြေပုံဆွဲပြီးတော့ရောက်နေတဲ့နေရာသွားမယ်နေရာထွက်လာခဲ့တဲ့နေရာတွေကိုပြောတော့ကယ်လီကစိတ်မရှိပဲနဲ့ဒါတွေထားလိုက်ပါလို့ပြောပြီးတော့သူတို့ကယ်မဲ့သူနဲ့တွေ့နိုင်လားဆိုတာကသာသိချင်ကြောင်းကိုပြောလာပါလိမ့်လီယိုကသူတို့ဟာမြူရီကြားထဲမှာရောက်နေဖြစ်တာကြောင့်လာကယ်မဲ့သူရှင်းအောင်မှာ၁၀ခိုင်းလောက်ကွာထီသူတို့မတွေ့နိုင်ကြောင်းပြောပြလိုက်ပါလိမ့်ဝီကနိုင်ဝက်လောက်ကြော်သွားမယ်ဆိုရင်မြူရီရှင်းသွားနိုင်ကြောင်းပြောလိုက်တဲ့အခါလီယိုကမြူရီရှင်းသွားဖို့လင်းနဲ့နေကဗမာလေးလို့ပြန်မေးလိုက်ပါလိမ့် လီယိုကသူတို့ကရေစီးကြောင်းထဲမှာမျောပါနေတာဖြစ်ပြီးတော့ရန်အနေငယ်သာတောင်းခံနိုင်မယ်ဆိုရင်ကယ်သေးကြီးတွေတွေ့သွားနိုင်တဲ့အကြောင်းပြောတဲ့အခါဘီကသူတို့ကယ်သေးကြီးကတွေးဖို့ဆိုတာချစ်တီးကောင်းမှတန်းရှာတရသူတို့ဖြစ်နေနိုင်ကြောင်းပြန်ပြီးတော့မှတ်ချက်ချလိုက်ပါတယ်။ဒေါမစင်ကသူတို့သာလေစီကိုပြန်ရောက်ရင်အစဉ်ပြေဖြစ်ကြောင်းဝင်ပြောလိုက်တဲ့အတွက်ကယ်လီကလေရနေသွားပြီဖြစ်ကြောင်းဆဲဆိုကထပ်ပြောပါတော့တယ်။နောက်ဆုံးသတ်မှတ်ချက်ကတော့ကယ်သေးကြီးလာသည့်တိုင်အောင်သူတို့ကိုရှာတွေးဖို့ဆိုတာကရက်အတန်ကြာနိုင်သေးတဲ့အကြောင်းကိုသတ်မှတ်လိုက်ရပါတယ်။ ဘတ်ထရက်ကျုံးကိုရောက်ဖို့အတွက်ကီလိုမီတာ180 190အတွင်းရှိသေးကြောင်းနဲ့သူတို့မှာစပီးဘုတ်တစ်စီးရှိတောင်ခက်လန်းလန်းကိုထိုးပြကဝီကပြောလာပါလိမ့်ဘုတ်စီဘသူရေကူးသွားမှလဲလို့မေးနေချိန်မှာပဲငမန်းပြူကြီးတကောင်ဖောင်ဆက်မှာပေါ်လာကထိုင်နေတဲ့ဘော်ဘီကိုဆွဲချသွားခဲ့ပါလိမ့်ဘော်ဘီကနောက်ဆုံးချိန်ထိငမန်းယူဓာတ်နဲ့တစွတ်စွတ်ထိုးကတေဆုံးလို့သွားခဲ့ပါလိမ့်နောက်ချိန်ဘော်ဘီကရေဘော်ပြန်ပေါ်လာချိန်မှာတော့သူဟာခါအောက်ပိုင်းမရှိချာတော့ပါဘူးလီယိုကတော့ငမန်းဟာပေ20လောက်ရှိတဲ့အမကြီးဖြစ်ကြောင်းအထီးတွေကတလောက်ထိမကြီးကြောင်းမှတ်ချက်ချလိုက်ပါလိမ့် လီယိုကအတန်ကိုတိုးတိုးနေကြဖို့နဲ့သူတို့ကအတန်လိုင်းကိုရေဒါလိုဖမ်းယူပြီးတော့လာနိုင်ကြောင်းနဲ့သွေးဆက်တွေရေထဲကျမသွားစေဘူးလဲသတိပေးလာပါလိမ့်ငမန်းရေအောင်မှရှိနေပြီးတော့တိုက်ခိုက်ဖို့အနေထားကိုစောင့်နေတာဖြစ်ကြောင်းဒါသူ့ရဲ့အမဲလိုက်နီးပညာဖြစ်ကြောင်းကိုလည်းပြောလိုက်ပါလိမ့်အာချီကလည်းပလင်းကိုင်းနဲ့ငမန်းနဲ့တွေ့ကအသက်ဆုံးဆုံးခဲ့ရတာပဲဖြစ်ပြီးလီယိုကအရာကိုပြန်တွေးမိနေပါလိမ့်သူတို့ကရေငတ်တဲ့ဒဏ်ကြောင့်ပင်မနှွမ်းလျနေချိန်မှာသူတို့ရဲ့ဒဏ်ဟာတွေကထွက်တဲ့သွေးတွေကသူတို့သတိမထားလိုက်မိခင်ပါပဲရေထဲကိုစီးကြလို့သွားပါတော့တယ် ဒါတောင်မလို့ဒဏ်ဟာပြင်းထန်ရတာပြီးတော့ဖောင်စမ်းမှာအိတ်နေတဲ့ဇာတန်ကိုငမန်းကဆွဲချသွားပါတော့လေဇာတန်ကိုသူတို့ကတစ်ဖက်ငမန်းကတစ်ဖက်နဲ့ဝိုင်းဆွဲနေကြပါလေလီယိုကလက်ပြဘုံနဲ့ထုဖို့သတိပေးတဲ့အခါဝီကလက်ပြဘုံကိုပင်ဖြုတ်ပြီးတော့ခက်ဝဲဝဲကိုပြစ်ချလိုက်တော့မှငမန်းကနားဥပြီးတော့ထွက်ပြေးသွားခဲ့ပါလေဖောင်ပေါ်ပြန်လာတဲ့ဇာတန်မှာခြေထောက်တစ်ဖက်ကပါမလာပဲရှိနေခဲ့ပါလေဝီကဇာတန်ခြေထောက်ကိုကြက်စီးဖို့အတွက်လီယိုစီကနဲ့ကပတ်ကိုတောင်းလိုက်ပါလေဇာတန်သူဝါသနာပါရဘောလုံးကိုကန်လို့မရတော့ပေမဲ့အသက်ရှင်ဖြစ်ကြောင်းတက်တီးကိုတိုင်တဲကပြောကား စိတ်သက်သာလူသက်သာကြောင့်ဟာသလုပ်ပေးပါလေကယ်လီကလက်ပြပုံးကြောက်ပြီးတော့ငမိုင်းထွက်ပြေးသွားတာဖြစ်ကြောင်းပြောလိုက်တဲ့အခါလီယိုကသူ့အတွေ့အကြုံရပြန်လာအောင်မှဖြစ်ကြောင်းကိုပြောပြလိုက်ပါလေတနေ့လုံးမြူရီဆိုင်နေပြီးတော့နေလုံးဟာကြက်ဥကြော်သာသာလေးသာမြင်ကြရပါလေညောင်တော့ပင်လယ်ဖော့စရက်တီကြောင်းပင်လယ်မှာပိုးဆုံးကျူးထောင်ပေါင်းများစွာလင်းလက်နေသလိုအယောင်တွေထွက်နေရကြောင်းအားလုံးကလည်းထူးဆန်းလို့နေကြပါလေ။အားလုံးကစပီးဘုတ်ကိုသာမရခဲ့ပါကစာတန်အားသေသွားနိုင်ကြောင်းပြောလိုက်တဲ့အတွက်လီယိုကဓာမီနဲ့ထိုးကြည့်ပြီးတော့စပီးဘုတ်စီကိုရောက်အောင်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါလေ လီယိုကရှီးများလက်နက်တွေဖြစ်တဲ့ဓားတချောင်းနဲ့လက်ပစ်ဘုံကိုယူကာခါမှာကြိုးချီပြီးတော့တစ်ဖက်ကြိုးစောက်တော့ဝီရဲ့လက်ထဲကိုထည့်ခဲ့ပါလေရေပင်မှာမီးဆုံးလို့အလေးအောင်တွေရှိပေမဲ့ညာကမှောင်နေပြီမြူတွေကအုံဆိုင်နေတာကြောင့်မြူတဲကိုဖျဲကြည့်နေကြရပါလေလီယိုကအနည်းဆုံးစီပိုင်းတစ်ခုစီကိုခုံတက်လိုက်ချိန်ပါအားလုံးကယင်တမမဖြစ်နေကြပါလေကယ်လီကတော့ဘယ်ကရောက်လာမှမသိတဲ့စိတ်နဲ့လီယိုကိုကာကွယ်ဖို့တနတ်ကိုချိန်ကားငမန်းကိုစောင့်ကြည့်နေပါလေလီယိုကနောက်စီပိုင်းတစ်ခုစီကိုခုံကူးမှရေထဲကိုတဝက်ပြုတ်ကျသွားတာကြောင့်အားလုံးကစိုးရင်ပြီး ငယ်တန်ပေါင်းဝိုင်းអော်လိုက်ကြပါလေလီယိုကနောက်ထပ်စီပိုင်းပေါ်ဖတ်တတ်နေချိန်မှာငမိုင်းကရေထဲကဆိုးနေခဲ့ပါလေလီယိုကနောက်ဘက်ကိုလှည့်ပြီးတော့လက်မထောင်ပြမှာကယ်လီကသေတော့မယ်သေတော့မယ်ဆိုပြီးတော့ပြောနေတာကြောင့်အားလုံးကဝိုင်းပြီးတော့ဟောက်လိုက်ကြပါလေနောက်ထပ်ပြင်းများတစ်ချက်အလုံးဝေးกว่าနေတဲ့တော့လီယိုကခုံကူးမှာငမန်းကတက်လာဟပ်ပြီးတော့ကန်တီကလွတ်မြောက်သွားပါလေလီယိုကနောက်ချိန်ခုံကူးဖို့ကြိုးစားချိန်မှာငမန်းကဘွားကနေပေါ်လာပြီးဝီကကြိုးကိုဆောင်ဆွဲလိုက်ပါလေလီယိုကနောက်ပြန်လဲကြပြီးတော့ငမန်းပါစက်နဲ့ ူ့ရဲ့ခေါင်းနှုတ်ဆက်ခံပြီးမှကယ်လီကဂန်းနဲ့တဒတ်တက်ပြစ်လွတ်တာကြောင့်ငမိုင်းကတန်ဆူးသွားသလောက်နာကျင်လိုက်ကနောက်ပြန်ငုံသွားခဲ့ပါလေ။နောက်ချိန်ထပ်ပြီးတော့ခုံကူးလိုက်ချိန်မှာတော့လီယိုဟာစပီးဘုတ်ဘော်ကိုရောက်ရှိသွားပါတော့တယ်။လီယိုကခါကဂျိုးစပီးဘုတ်မှာခြိလိုက်ပြီးတော့ဝီရိုးကိုဆွဲစေပါလေ။အဲဒီချိန်မှာငမန်းမကြီးကပေါ်လာပြီးတော့စပီးဘုတ်နောက်ကနေလိုက်လာခဲ့ပါလေ။ငမန်းမစပီးဘုတ်ကိုပါဖျက်ဆီးမဲ့အနေထားရှိညာကြောင့်လီယိုကလက်ပြဘုတ်ကိုမနှမျောတော့ပဲငမန်းရှီယာစီကိုပြစ်ချလိုက်ပါတော့တယ်။ဒီတော့မှငမန်းမထိတ်လိုက်မျိုးရေအောက်ကိုပြန်ငုတ်သွားခဲ့တော့တာပါ။ ။ဝီရိုကလည်းလီဝဲလီကိုအမြန်ဆွဲယူလိုက်ရပါလေ။လီဝဲဘုတ်ကဖောင်နာကိုရောက်သွားချိန်မှာဘော်ဘီရဲ့ဂျန်နီရဲ့တပိုင်းကိုရေထဲကတစုံတရာကဆွဲယူသွားခဲ့ပါလေ။မော်တော်ဘုတ်ရဲ့မော်တာကိုစမ်းကြည့်တဲ့အခါမှာတော့စီပိုက်ပြတ်သွားပြီးတော့ဆန်နိုးလို့မရတော့ပါဘူး။ငမန်းမကြီးကကြွဲဟော်သူတို့အော်ဟစ်တန်ကိုပြူဝင်းနေ။သူတို့ရဲ့ဖောင်ကိုဝိုင်းကြီးပပတ်ဒူဝေကစားနေကပတ်ချောင်းပတ်လိုက်နဲ့အမဲလိုက်နေခဲ့ပါလေ။အဲ့ဒီမှာပဲငမန်းကသူ့ရဲ့ဖောင်ကိုကြောကုန်းနဲ့တိုက်သွားခဲ့ပါလေဒီတော့မှငမန်းဖောင်ကိုဖျက်ဆီးလို့ရမလားဆိုတာစမ်းတမ်းနေတာဖြစ်ချောင်းကိုသိလိုက်ကြပါလေ ကယ်လီကအလောင်းတွေယာနဲ့ချီနေအောင်မစားဘဲနဲ့သူတို့ကိုပတ်ချောင်းနဲ့ငမန်းမကိုဒေါသထွက်နေတာပါလီယိုကငမန်းအားသွေးစိမ့်နဲ့ရှင်ရှင်ရှိတဲ့လက်ဆက်တဲ့အသားကိုမှကြိုက်ပုံရာချောင်းပြောပြပါလိမ့်နောက်ချိန်ငမန်းမကြီးထားအပွက်မှာကယ်လီကကကြိုးချောင်းဖြစ်ပြီးတော့လက်ပြဘုံနဲ့ထုဖို့လက်ပြဘုံကိုတောင်းပါလိမ့်လီယိုကကယ်လီရဲ့လက်ထဲကလက်ပြဘုံကိုလိုက်လုပြီးတော့ငမန်းမကြီးကသူတို့ဖောင်ကိုဆွဲဖျက်ပြီးသူတို့ကိုကိုက်တော့မှဖြစ်ချောင်းတို့မှဂျန်ရဲ့လက်ပြပုံနှလုံးကိုအကျိုးရှိအောင်အသုံးချမှာဖြစ်ကြောင်းဖြောင်းပြပြောဆိုနေရပါလိမ့်။ဒါမဲ့အစောကတည်းကအခန့်ရှိနေတဲ့တို့နှစ်ယောက်က အနေငယ်ယုံကြည်ဆန်ကဖြစ်သွားကြပါလိမ့်။နောက်နေ့မနက်မှာတော့နေအောင်စရာကြဲဥထက်ပူတဲ့အလေးနဲ့တောက်ပလို့လာပါပြီ။အားလုံးကပင်ပန်းနဲ့အိပ်ပျော်နေပြီးတော့ကယ်လီကကြမ်းကြမ်းဖန်ဖန်လက်ပြပုံစနက်တန်နဲ့လက်မထိပ်ပြီးတော့အိပ်ပျော်နေကလက်အချမှာစနက်တန်ကပြုတ်ထွက်သွားကစာတန်းရဲ့ဘေးကိုလိမ်သွားခဲ့ပါလိမ့်။ဒါအိုလီယိုကမြင်လိုက်ပြီးတော့စာတန်းကိုသတိပေးခဲ့မယ်။စာတန်းဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်သွားချကလက်ပြပုံပေါ်ကိုမှောက်ချလိုက်တာကြောင့်အဆရှာမရအောင်ပေါက်ကွဲလို့သွားခဲ့ပါတော့တယ်။လက်ပြပုံပေါက်ကွဲသွားခြင်းကကယ်လီရဲ့လက်ချက်ဖြစ်တာကြောင့် ဇာတန်ကိုတတ်လိုက်တာလားဆိုပြီးတော့လီယိုကဆွဆွဲတဲ့အခါကယ်လီကဘာမှမသိပါပဲသူကဘယ်ရဘလို့လောက်တာလဲဆိုတော့ဝေဝဲမြဖြစ်နေပါလေဒိုနဲ့သူတို့နှစ်ယောက်ကပြဿနာထပ်ဖြစ်ကြရင်လည်းဇာတန်ရဲ့လောင်းကိုရှင်းဖို့ပြောတဲ့အခါကယ်လီကကန်ချဖို့လုပ်နေအောင်ပြဿနာပုံမူကြီးထွားလာပြန်ပါလေဒိုနဲ့သူတို့နှစ်ယောက်ကခွေးလိုကောင်မြောက်လိုကောင်စသဖြင့်ဆဲဆိုကြရင်ဇာတန်အားလုံးကိုကယ်တင်ပြီးတော့ကယ်လီရဲ့လက်ပြဘုံဘော်ကိုမှောက်ချသွားတာဖြစ်ကြောင်းလီယိုက ပြောလိုက်ပါလေကယ်လီကအဲ့ဒါ तू ကဘာလို့ရမှာလဲဂုံပြူလက်မှတ်မှာလက်မှတ်ထိုးပေးရမှာလားဘာကြောင့်လဲပြောနေတဲ့အတွက်ရန်ဖြစ်ကြပြန်ပါလေ သူတို့နှစ်ယောက်ကိုဝင်ထိန်းတဲ့ဝီကတော့စာတန်းရဲ့ဥပုံကြီးပုံပုံမျက်နှာနဲ့ပြုတ်ကြကအော်ဂလီဆန်သွားရပါလေဝီကအလုံးဒေါသထွက်ပြီးတော်ကြပါတော့လို့ဂျေကြီးអော်လိုက်တာကြောင့်ကယ်လီနဲ့လီယိုဟာကြောင်တက်ပြီးတော့ရန်ပွဲရက်သွားပါလေတော်မစင်ကဝီရဲ့မျက်နှာကိုလက်ညှိုးထိုးပြီးတော့ဥရေဥရေလို့ပြောတော့မှဥစားဥနာတွေကိုတုပ်ဖယ်လိုက်ရပါလေပင်လေတဲ့ကိုမြုပ်လိုက်ပါလေလီယိုကဘသူ့ရဲ့ဘိုက်ထဲမှာမှအစာမရှိတာကြောင့်ရှင်းနေတဲ့မတ်မုံယုတ်ဘူးတွေကိုဖောက်စားကြဖို့ထုတ်ကြည့်တဲ့အခါအားလုံးပြောင်းနေအောင်ရထားတာကိုတွေးလိုက်ရပါလေ လီယိုကအရန်ဒေါသထွက်သွားပြီးတော့မမုံယိုတွေကိုဘယ်ခွေးတောင်းသားစားရလဲဆိုပြီးတော့မေးလိုက်ပါလေနောက်တော့အားလုံးနဲ့သဘောပေါက်သွားကအားလုံးအကြီးကလည်းဦးကြောင်တော်ဖြစ်နေတဲ့တုံဆင်းစီကိုရောက်သွားခဲ့ပါလေလီယိုကမေးကြည့်တဲ့အခါတုံဆင်းကလည်းသူစားလိုက်တာဖြစ်ကြောင်းဦးကြောင်တော်နဲ့ဝန်ခံပါလေတုံဆင်းကသူ့ရဲ့လေပေါ်မှာမမုံသီးကိုဘူးတွေတလောင်းအများကြီးရှိနေတာကိုရေးဒီဝင်ကြတဲ့ဆိုပြီးတော့ရေရော့လိုက်ပါလေနောက်နေ့နေ့လည်းမတော်သူအားလုံးပေမန်းနွမ်းလေးကမောနေကြပြီးဒီလိုမျိုးအဆုံးသတ်ကိုဂျိုတွေးမထားပြီးတဲ့အကြောင်းတက်ရဲ့စွန်စားကန်းတွေကိုနားထောင်ပြီးတော့ကြီးစံထိပ်ပြီးတော့သိရမယ်လို့ထင်ထားခဲ့ကြတာဖြစ်ကြောင်း တယောက်တစ်ပေါက်မှတ်ချက်ပေးနေပါလေကယ်လီကသူ့ဖခင်ကလည်းတိုက်ပွဲမှာပါခဲ့ပြီမဲဘာစူးစိမ့်မှမရခဲ့ပဲခေါင်းထဲမှာစိုက်ဝင်နေတဲ့လက်နက်ကြီးအပိုင်းစားတစ်ခုသာစုအဖြစ်နဲ့ကျန်းခဲ့ကြောင်းကိုပြောလာပါလေဖခင်ပြည်သူစိတ်ဖောက်လာချိန်မှာဗေနာလူတွေကိုတတ်ဖို့စူးစမ်းပြီးတော့သူတို့မောင်မားတွေနဲ့မိခင်ကိုလည်းမကြာခဏတတ်ဖို့စူးစမ်းခဲ့ကြောင်းကြေကွဲစွာနဲ့ပြောပြပါလေနောက်ဆုံးမှာကယ်လီရဲ့ဖခင်ကသူ့ကိုသူစူးစိုက်လုသွားကြောင်းကိုသိလိုက်ရပါလေဘင်းလယ်မှာရင်ငတ်လာကြတဲ့ဝီကကိုယ့်ရဲ့စီးကိုကိုတောက်လို့ရကြောင်းပြောလာတာကြောင်း လီယိုကခွက်တစ်ခုယူကာစားတဲ့အသုံးချနေပဲဖြစ်ပါတယ်။အားလုံးကအန်အော်ပြီးတော့အော်ကလီလေးဆန်နေပြီးစိတ်ဝင်စားကလီယိုကိုဝိုင်းကြည့်နေပါတယ်။လီယိုကခွက်ကိုအတင်းမောချတဲ့ကအားလုံးကပြုတ်ကျင်သလိုအန်ကျင်သလိုဖြစ်နေကြပါပြီ။ကယ်လီကဒီလိုညစ်ပတ်တဲ့ကောင်မျိုးဘဝမှာမတွေ့ဘူးကြောင်းပြောတဲ့အခါကိုကိုကမသေးအောင်သာဂယူးဆိုင်ဖို့ပြန်ပြောလိုက်ပါတယ်။လီယိုကသေးတော့ပြီးတော့တကယ်ပဲလမ်းဆန်းသွားတဲ့ပုံစံရှိနေကြအောင်ဒက်တီနဲ့ဝီတို့ကလည်းအားကျနေပြီးကယ်လီကတော့ဘယ်တော့မှသူကဒါမျိုးညစ်ပတ်တာတွေလုံးမမဟုတ်ကြောင်းကိုပြောနေပါတယ်။ မခံနိုင်တဲ့အဆုံးမှာတော့သူတို့သုံးအောင်လဲခွက်ကိုစီကိုင်းကပေါက်ကြတောက်ကြပေါက်တော့လောက်ကြပါတော့လေအားလုံးပေါက်တော့ပြီးသွားချိန်မှာတော့မိုးရွာရချလာကြအောင်သူတို့အားလုံးလဲတောက်ဖက်ကြီးသာဖက်တင်သွားခဲ့ပါလေသူတို့ဖွဲကရာသမားခွက်တွေဘုံနေနဲ့မိုးရေတွေကိုခံထားခဲ့ကြပါလေအိပ်ပျော်လာလီယိုကအာချီကိုပင်လယ်ထဲကထွက်လာတွေ့ရပြီးဇူညာန်တန်ကြောင့်လန်နိုးလာချိန်မှာတော်မစိန်ဝန်ခံမအမကြီးကဆွဲသွားပြီပဲဖြစ်ပါလေဒီယိုကထိုင်နေတဲ့ပင်လယ်6ကစိတ်ကြောင်6ချားတွေဖြစ်ပြီးတော့ပင်လယ်ထဲကိုဆင်းဖို့စူးစမ်းနေပါလေ ။တတိကတားဖို့ကြိုးစားရမယ်လေအတန်တော်မှမထွက်နိုင်လောက်အင်အားကြီးနဲ့နေကြပါပြီ။လီယိုကရေထဲကိုပြုတ်ကျသွားပြီးတော့အာချီနဲ့တွေ့ကန်ဒီမှာဝီရိုရဲ့ကယ်တင်မှုကြောင့်ဖောင်ပေါ်ကိုပြန်အောင်လာခဲ့ပါလေ။လီယိုကအာချီကိုသူတွေ့နေရဖြစ်ကြောင်းအဲ့ဒီငမန်းသူ့ကိုစားချင်နေရဖြစ်ကြောင်းကြောင်ကတန်းနဲ့ပြောပါလေ။လီယိုကအောက်ကိုဆင်းရမယ်ဆိုပြီးတော့ရေထဲကိုခုံချဖို့ပြင်ဆင်နေတာကြောင့်အားလုံးကချုပ်ထိန်ထားကြရပါလေ။လီယိုပြောသမားကိုလည်းတယောက်မှနားမလဲကြပဲကြောင်တောင်တောင်ဖြစ်နေကြပါလေ။ဝီရိုကလီယိုကိုတတိထားဖို့လုံနိုးကဒီလိုတန်မာတဲ့သူကဒီလိုဖြစ်နေခဲ့ရင် သူတို့နေတဲ့ရင်ဆိုင်မှုခက်ခဲမှာဖြစ်ပြီးလီယိုမရှိပါကအားလုံးသေသွားနိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီချိန်မှာပဲလင်းတန်းကြားတာကြောင့်အားလုံးကလက်ပြနှုတ်ဆက်အော်ဟစ်ခါအချက်ပြကြပါတယ်။လင်းအချက်ပြမိကိုဘုံကိုဖွင့်ပြီးချိန်မှလင်းဆက်တန်ဟာသူတို့ဩစတြေးလျစစ်လီထက်အလွန်ကျယ်လောင်နေမှန်းကိုသိလိုက်တဲ့ချိန်မှာတော့အရာရာဟာနောက်ကျသွားပြီးဂျီဇန်တွေကသူတို့စီဆင်းလာတော့မှဂျပန်လီယင်ဖြစ်နေမှန်းကိုသိလိုက်ကြရပါတော့တယ်။တက်ဒီနဲ့လီယိုကရေထဲကိုခုံချသွားပြီးတော့ဝီကအချိန်မီလဲချနိုင်ခဲ့ကကယ်လီကတော့ဂျီဇန်ထိမှန်သွားပါတော့တယ်။ ။နောက်ချင်းလေငါပြန်လှည့်လာတဲ့ခါမှာလီယိုကတနတ်ကိုကောက်ပြီးတော့တေချာချိန်ပြီးတော့ပြစ်နေရကြောင်းဘိုက်ကိုထိမှန်သွားပါလိ။တခြားသူသုံးယောက်ကတော့ရေထဲကိုခုံချသွားကြပါလိ။ဒက်ဒီနဲ့ကယ်လီရဲ့အနားကိုငမန်းရောက်လာချိန်မှာကယ်လီကဒက်ဒီကိုထိုးကျွေးပြီးတော့ရေပေါ်ပြန်တက်လာတာပဲဖြစ်ပါလိ။ရေထဲမှာတော့တနတ်ဒန်ယာနဲ့ဒက်ဒီရဲ့သွေးတွေကြောင့်ထွက်လာတဲ့သွေးတွေကရဲရဲနှီးနေပါတော့တယ်။သူတို့ကဖောင်ပေါ်ပြောင်းချိန်မှာလီယိုရဲ့ဒန်ယာကိုကြီးရှုတဲ့အခါကြည်စံဘိုက်ကဝင်ပြီးတော့ကြောကဖောက်ထွက်သွားမှန်းသိလိုက်ကြပါလေဂျပန်လီငါလည်းဒီဝဲလက်ချက်နဲ့ပြတ်ကျသွားတာကြောင့ သူတို့အားလုံးအံ့ဩနေကြပြီးတော့တက်တီးကိုမတွေ့တော့တဲ့အတွက်လီယိုကမေးမြန်းပါတယ်ကယ်လီကငမန်းကိုက်သွားပြီဖြစ်ကြောင်းပြောတဲ့အခါတက်တီးကိုထိုးကျွေးခဲ့မှန်းလီယိုကသိလိုက်တာကြောင့်လူသားတိုင်းလုံးတဲဆိုပြီးတော့ပြဿနာတက်ကြပြန်ပါတယ်နှစ်ယောက်သားဖက်လုံးနေချိန်မှာဝီကကယ်လီကိုဆွဲဖယ်ပြီးတော့ဘေးကိုတွန်းချတဲ့အခါမှာရေထဲကိုကိုတချမ်းရောက်သွားပါတော့တယ်အောက်မှာအမဲလိုက်ဖို့အစင်းသင်းစောင့်နေတဲ့ငမန်းကလည်းကယ်လီရဲ့လက်တစ်ဖက်ကိုအသာလေးပဲကိုက်ထည့်လိုက်ပါတယ်လီယိုနဲ့ဝီကကယ်လီကိုအမြန်ဆွဲတင်လိုက်ပြီးတော့သုံးယောက်သားပင်ပန်းသွားခဲ့ကြပါတယ် လီယိုကသူ့ကိုတစ်ခွက်တိုက်ဖို့ဝီးကိုပြောတဲ့ခါမှာဝီးကသူ့ကိုအရင်တိုက်ဖို့နဲ့သူတိုက်မဲ့အရက်ကိုတော့အကျွေးမှတ်ထားဖို့ပြောပါတယ်။ကယ်လီကသူဟာတက်တီးကိုထိုးကျွေးခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ကသူ့ရဲ့ခေါင်းထဲကမထုတ်ပြနိုင်ကြောင်းကိုတောင်းပန်လိုက်ပါတယ်။လီယိုကတော့ပင်လေကစားသွားတာသာဖြစ်ကြောင်းဖြောင်းပြပြောဆိုလိုက်ကဒီမပြစ်လိုက်ဖို့နဲ့အိမ်ုံတူတူပြန်ကြမယ်ဆိုပြီးတော့အားပေးနေပါတယ်။အဲဒီမှာပဲကင်ဒိုတောင်းကိုလွယ်လာတဲ့ဂျပန်လီမှုကသရိုရှီယာစီကိုဖောင်စီးပြီးတော့ရောက်လာခဲ့ပါတယ်။လီယိုနဲ့ကယ်လီကတလုံးထဲသာဂျန်တော့ရဲ့လက်ပြပုံးနဲ့ထူးထလိုက်ဖို့ဝီကိုပြောပေးမယ်။ဝီကတွေးဝေးနေပါတယ်။ ဂျပန်ကောင်ဒီဘောရောက်လာရင်လက်ဆွဲနှုတ်ဆက်ဖို့စဉ်းစားနေရလားလို့ကယ်လီကမေးကလက်ရှိချိန်ကဆေးဖြစ်နေတဲ့အချိန်ဖြစ်ကြောင်းကိုသတိပေးလိုက်ပါတယ်အဲဒီချိန်မှာဂျပန်ကလက်နက်ချသလိုမျိုးဓာတ်ကိုလွတ်ပစ်လိုက်ပါတယ်ဝီကလက်နက်ချသွားပြီဖြစ်ကြောင်းပြောတဲ့အခါကယ်လီကဂျပန်နေရာဘရောမှာလက်နက်ချမှာမှုန်ကြောင်းကိုသတိပေးလိုက်ပါတယ်လီယိုကတွေးဝင်နေတဲ့ဝီရဲ့လက်ထဲကလက်ပစ်ဘုံကိုလုကဂျပန်ကိုပြစ်ဖို့ကြိုးစားနေချိန်မှာဂျပန်ဖောင်ပေါ်ခုံတက်လာပြီးဖက်လုံးနာကြောင့်လက်ပစ်ဘုံကလွတ်ကျသွားပါတော့တယ်ဂျပန်နဲ့ဝီကအသေးအံထိုးချိန်နေကြပြီးတော့ လီယိုကလဲကြနေရာကနေဒုတ်ကိုကောက်ကင်ပြီးတော့ဂျပန်ကိုရိုက်ပါတယ်ဂျပန်လီယိုကိုပြန်လဲတိုက်ခိုင်နေရေထဲကိုကန်ချခံလိုက်ရပါတယ်သူတို့ကိုချောင်းနေတဲ့ငမန်းလည်းအနီးနားကိုကူးလာနေပါတယ်ဂျပန်တော့ဝီနဲ့ဆက်လက်တိုက်ခိုင်နေကဂယ်လီကတော့မထနိုင်လောက်အောင်ဖြူပတ်ဖြူရော်ဖြစ်နေပါပြီလီယိုကဖောင်မုံအာတင်းကပြန်တက်နေရပြီးတော့ဂယ်လီကဂျပန်ခြေထောက်ကိုချုပ်ထားကဘုံကိုဖောက်ကွဲပြစ်လိုက်ပါတယ်လီယိုနဲ့ဝီကတော့ဘုံမပေါက်ကွဲခင်မှာပဲပင်လယ်ထဲကိုခုံချလိုက်တာကြောင့်လွတ်မြောက်သွားပါတယ်လီယိုနဲ့ဝီကတပိုင်းနဲ့သာရှိတော့တဲ့ဂျပန်စီးလာတဲ့စပီးဘုတ်ပေါ်ကိုတက်လိုက်ချိန်မှာ လဲပတ်ချောင်းမြောင်းနဲ့ငမန်းကရောက်လာကြောင်တီတီကလေးလွတ်သွားခဲ့ပါလေ။ဝီကဘေးနားမှာမျောနေတဲ့စာကေးရအိုးတွေ့လာကြောင်ဆေယူလိုက်ကနောက်ဆုံးတစ်ခွက်တောက်ဖို့အချိန်တန်ပြီဖြစ်ကြောင်းနဲ့သူ့ရဲ့အရက်ကျွေးလဲဂျေးပြီဖြစ်ကြောင်းကိုပြောလိုက်ပါလေ။တယောက်တငုံမော်ပြီးချိန်မှာတော့ပြင်းရှားခါသက်နန်းစော်နေတဲ့ဂျပန်အရက်ကိုပထမဆုံးတောက်ဖူးခဲ့ကြတာဖြစ်ပါလေ။မြူရီရှင်းသွားတဲ့နေ့မှာတော့ကောင်းကင်ကိုပထမဆုံးပြန်လည်မြင်တွေ့ခဲ့ကြပြီးလီယိုကတော့အာချီကိုမြင်အောင်လာပြီပဲဖြစ်ပါလေ။လီယိုကကြောကုန်းအောက်ကခုနေရဲ့ယာကိုစမ်းကြည့်လိုက်တော့ ဂျပန်နဲ့ရန်ဖြစ်ပြီးတော့ပြုတ်ကြနဲ့လက်ပြဘုံကိုရခဲ့ပါတယ်။ဝီကဒူဘောင်းတက်ခုကိုဆယ်ယူရရှိချိန်မှာလီယိုကအချိန်ကြိုက်ဖြစ်ကြောင်းပြောကာလက်ပြဘုံကိုကင်ပြီးတော့ပင်လယ်ထဲကိုဆင်းသွားပါတော့တယ်။အသင်းဆောင်တဲ့ငမန်းကလည်းလီယိုစီကိုတဲတဲမတ်မတ်ရောက်ချလာကဗဇက်ကိုအကျေဆုံးဟပစ်လိုက်ပါတယ်။လီယိုကလက်ပြဘုံကိုငမန်းရဲ့ဗဇက်ထဲတဆုံးထိုးထည့်လိုက်တာကြောင့်ငမန်းလက်ပြဘုံကင်ထားလီယိုရဲ့လက်ကိုကိုက်ဖြတ်မျိုးချပစ်လိုက်ပါတယ်။မကြာခင်မှာလက်ပြဘုံကပေါက်ကွဲလို့သွားခဲ့ပြီးငမန်းလည်းအဆအနာပါပျောက်သွားခဲ့ပါတော့တယ်။ လီဘုံပြန်တက်လာတဲ့လီယိုမှာဘယ်ဘက်လက်ကပြန်မပါလာတော့တဲ့အတွက်ဝီကအင်ဂျီကိုချုပ်ကကြာစီးပေးလိုက်ရပါတယ်လီယိုကသူကငမန်းကိုတတ်လိုက်ပြီဖြစ်ကြောင်းဝီကိုအားဝမ်းသာပြောနေအရက်ကြံသေးလားဆိုတာကိုမေးလိုက်ပါတယ်ဝီကအရက်အိုးကကြာကြံခဲ့ဖြစ်ကြောင်းပြောလိုက်တဲ့အခါလီယိုကအကျွေးမှတ်ထားမယ်လို့ပြောလိုက်တာပါနောက်တော့အိမ်ပြန်ကြဆိုဆိုပြီးတော့တယောက်ကိုတယောက်အားပေးနေချိန်မှာပဲနေလုံးကြီးကဘိန်လေတဲကိုမြုပ်ဝင်သွားကနေရက်တည်းကကုံဆိုးရင်းနဲ့ဇာကားကလည်းပြီးဆုံးလို့သွားခဲ့ပါတော့တယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတလောက်ပါပဲနောက်နေ့မှရုပ်စင်စကားတွေကြီးနိုင်မှုအတွက် recap အမိုက်စားတွေကိုခန်းစားဖို့အတွက် channel ကို subscribe လုပ်ဗီနာအကောင့်လုံးနှိပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ